ယေရမိအနာဂတိကျမ်းအခန်းကြီး22အငယ်1မှ30ထာဝရဘုရားမိတ်တော်မူသည်ကသင်သည်ယူဒရှင်ဘုရင်ဤလမ်းတော်သို့သွား၍ဆင့်ဆူရမည်မှာဒါဝိမင်းကြီးဤယာဇပလင်ပေါ်မှထိုင်သောယူဒရှင်ဘုရင်သင်ကိုယ်တိုင်မှစား၍သင်ဤကျွန်များနှင့်ဤမြို့တကားတို့ဖြင့်ဝင်သောသင်ဤလူများတို့သာရဖျား၏နှုတ်ကပတ်တော်ကိုနားထောင်ကြလော့ ထာဝရဘုရားမိန့်တော်မူသည်ကတရားသဖြင့်စီရင်၍ဖြောင့်မတ်စွာဆုံးဖြတ်ကြလော့လူယူခြင်းခံရသောသူကိုညှင်းဆဲသောသူဤလက်မှကယ်နှုတ်ကြလော့ဧည့်သည်ဖြစ်သောသူမိဘမရှိသောသူမုတ်ဆိုးမတို့ကို မတရားသဖြင့်မပြုမညှင်းဆဲကြနှင့်အပြစ်မရှိသောသူတို့ကိုဤအရက်၌မကွက်မြတ်ကြနှင့်အကြောင်းမူကား သင်တို့သည်ဤပြည့်ညတ်တော်အတိုင်းအမှန်ပြုလျင်ဒါဝိမင်းကြီး၏ယာစပလင်ပေါ်မှထိုင်သောယထာစီမြင်းစီရှင်ဘရင်တို့သည် ကျွန်များနိုင်ငံတော်သားများနှင့်တကွဤနန်းတော်တကားများကို ထွက်ဝင်ရကြလိမ့်မည် ို့မဟုတ်သင်တို့ဒီအမိန်တော်ကိုနားမထောင်ဘဲနေလင်ဤနန်းတော်သည် လူစိတ်ညံသောအရက်ဖြစ်လိမ့်မည်ဟုငါထာဝရဘုရားသည် ကိုကိုကိုတိုင်တည်၍မိန်တော်မူ၏ယူရရှင်ဘုရင်ဤနန်းတော်ကိုထာဝရဘုရားမိန်တော်မူသည်ကသင်သည်ငါ၌ဂိလက်အရက်ကဲ့သို့၎င်းလေပနုံတောင်ထိပ်ကဲ့သို့၎င်းဖြစ်တော်လေအကယ်စင်စစ်ငါသည်တင့်ကိုလူမနေသောမြို့ကဲ့သို့ တော်ဖြစ်စေမည်တင့်ကိုဖြတ်စည်းစေခြင်းငါဓာတ်နှင့်ပစိန်ပါသောသူတို့ကိုငါပြင်ဆင်သည်ဖြင့် သူတို့သည်တင်၌အမျက်ဆုံးသောအာရစ်ပင်တို့ကို ခုတ်လဲ၍မိထဲသို့ချလိုက်ကြလိမ့်မည်လူအမျိုးမျိုးတို့သည်ဤမြို့အနားမှရှောက်သွားလျက်သာရဖျားသည်ဤမြို့ကြီးကိုအပေကြောင့်ဤသို့ပြုတော်မူသည်နီဟုတယောက်ကိုတယောက်မိကြသည်ရှိသောဤမြို့သားတို့သည်မိမိတို့ဖျားသခင်သာရဖျားဤပတိညင်ကိုစွန့်ပြစ်၍အခြားတစ်ပါးသောဖျားတို့ကိုဝတ်ပြုကိုးကွယ်ကြသောကြောင့် ဤသို့ပြုတော်မူသည် ဟုပြန်ပြောကြလိမ့်မည်တေသောသူအထွက်ငိုကြွေးမြည်တမ်းခြင်းကိုမပြုကြနှင့်အခြားသဘာဝတို့သွားသောသူအထွက်ငိုကြွေးခြင်းကိုပြုကြလောသူသည်နောက်တဖန်ပြန်၍မလာရမိမိမွေးဖွားရာဌာနကိုမမြင်ရ ်ခမည်းတော်ယောရှိမင်းကြီးအရာ၌စူးစံ၍ဤပြည်မှထွက်သွားသောယူဒရှင်ဘုရင်ယောရှိမင်းကြီးဤသားရှလုံကိုရည်မှတ်၍ထာဝရဘုရားမိန်တော်မူသည်ကားထိုမင်းသည် နောက်တစ်ဖန်ဤပြည်သို့ပြန်၍မလာရရန်သူတို့တင်းသွားရာ ပြည်၌ပင်တည်ရလိမ့်မည်ဤပြည်ကိုနောက်တစ်ဖန်မမြင်ရ မတရားသောအမှုအပြစ်မိမိအိမ်ကိုလည်းကောင်းအတ္တမပြု၍အထက်ခံတို့ကိုလည်းကောင်းဆောက်တော်သူ ိမ်နီးချင်းကိုအခမပေးဘဲစေစား၍အလုတ်လုတ်သည့်အထွတ်စုမချသောသူသည်အမင်္ဂလာရှိ၏ကြီးသောအိမ်ကျဲသောအထက်ခန်းတို့ကိုငါဆောက်မည်ဟုဆိုလျက်ပတင်းပေါက်ကိုဖောက်၍အာရစ်စတသားနှင့်မိုးပြီးမှဟင်းသားပြသားနှင့်ခြေလဲပြီးတကားထာဝရဘုရားမိန်တော်မူသီကား သင်သည်အရစ်စတသား၏ဂုံကို ကိုးစားသောကြောင့်ဆူးဆံရမည်လောသင်၏အပသည်ဝါစွာစားတောက်ရသည်မဟုတ်လော တရားသဖြင့်စီရင်ဆုံးဖြတ်သည်မဟုတ်လောထို့သို့ပြု၍ကောင်းစားခြင်းရှိ၏သူသည်စီရင်ငတ်မတော်သူတို့အမှုကိုဆောင်၍တရားသဖြင့်စီရင်၏ထို့သို့ပြု၍ကောင်းစားခြင်းရှိ၏ငါကိုတည်သောအကျိုးမဟုတ်လောတင်ဤမျက်စိနှင့်တင်ဤနှလုံးမူကားလောဘလွန်ကျူးခြင်းအပြစ်မရှိသောသူကိုတတ်ခြင်းညှင်းဆဲနှိပ်စက်ခြင်းမှတပါအဘယ်အမှုကိုမျှမမှတ်တမ်းထို့ကြောင့်ထာဝရဘုရားသည်ယူရ ရှင်ဘရင်ယောရှိမင်းကြီး၏သားယောယကင်ကိုရိမှတ်၍မိန့်တော်မူသည်ကထိုမင်းတည်သောအခါလူများတို့ကအိုးငါအကိုအိုးငါနှမဟု၍မငိုကြွေးရကြသူဤအတွက်လေအိုးသခင် အောအရှင်မဤဘုံဟု၍မမြည်တမ်းရကြယေရုရှလင်မြို့ပြင်သို့ဆွဲသွား၍ပြစ်ထားသဖြင့်မြီးကိုတင်းကြိုတကဲ့သို့ထိုမင်းကိုတင်းကြိုရလိမ့်မည်လေဗနုန်တောင်ပေါ်သို့တက်၍ကြွေးကြော်လောဘာရှန်ပြည်၌အော်ဟစ်လောအာဘရိအရက်မှာအတန်ကိုလွင့်လောအကြောင်းမူကားသိမိတ်ဆွေအပေါင်းတို့သည်ပျက်စီးခြင်းသို့ရောက်ကြပြီတင်းဒီကောင်းစားသော အခါငါတတိပေး၏ သင်ကငါနားမထောင်ဟုပြန်ပြော၏ငယ်သောအရွယ်မှစ၍ငါစကားကိုနားမထောင်ဘဲနေမြဲရှိ၏သင်ကိုကြွေးမွေးသောသူအပေါင်းတို့ကိုလေသည်စားလိမ့်မည်တိမိတ်ဆွေတို့ကိုရန်သူတို့သည်တိမ့်သွားကြလိမ့်မည်ထို့အခါတင်သည် ကိုပြုတ်သမျှသောဒုစရိုက်တို့ကြောင့်အမှန်ရှက်ကြောင်၍စိတ်ပြက်ခြင်းရှိလိမ့်မည်။အာရစ်ပင်တို့၌အတိုက်လုတ်တတ်သော လေပနုံတောင်သားတားဖွာခြင်းဝေဒနာကို မိမခံရသကဲ့သို့တင်သည် နာကျင်ခြင်းဝေဒနာကိုခံရသောအခါအဘယ်မျှလောက်တနာပွေဖြစ်လိမ့်မည်တကား။ထာဝရဘုရားမိန်တော်မူသည်ကယူဒရှင်ဘရင်ယောယကိမင်းကြီးဤတာခေါနီသည့် ငါလက်ရလက်၌ပါသောတစိ့လက်စွပ်မှန်တော်လေငါအသက်ရှင်သည့်အတိုင်းသင်ကိုငါပယ်ပြစ်မည်သင်အသက်ကိုတတ်ခြင်းတော်သူ သင်အလွန်ကြောက်တော်သူဒီဟုသောဘာဘုလုံရှင်ဘယင် နေပုခနေစာမင်းမှဆ၍ခါလတဲ့လူတို့လက်တို့ငါအပ်မည်သင်ကိုလကောင်း တင့်ကိုဖွားမြင်သောတင့်၏အမိကိုလည်းကောင်းမွေးဖွားရာဌာနမဟုတ်သောပြည်သို့ငါနှင်ထုတ်သည်ဖြင့်ထိုပြည်၌တင်တို့သည်တည်ကြလိမ့်မည်ပြန်လိုသောပြည်သို့နောက်တဖန်ပြန်၍မလာရကြဤမင်းသားခေါနီသည် ရိုသေးပွဲမဟုတ်ချိုးပဲ့သောရုတ်တုဖြစ်သလိုအဘယ်သူမှမနှစ်သက်သောတစားဖြစ်သလိုသူနှစ်တကွာသူ၏သားမြေတို့ကိုနှင်ထုတ်၍ သူတို့မသိဘူးသောပြည်၌အပေကြောင့်ချပြရသည်နီအိုးမြေကြီးမြေကြီး မြေကြီးထာဝရဘုရား၏အမိန့်တော်ကိုနားထောင်လို့ထာဝရဘုရားမိန့်တော်မူသည်ကားဤမင်းကိုတားမရှိသောသူဟူ၍လကောက်တသက်လုံးမကောင်းစားသောသူဟူ၍လကောက်ရေးမှတ်လို့သူ၏တားမြေတစုံတရာမြဒါဝိမင်းကြီး၏ရာဇပလင်ပေါ်မှာထိုင်ရသော အခွင့်နှင့်ယူဒပြည်ကိုစိုးစံရသောအခွင့်မရှိရာအာမင် God bless you